မင်္ဂလာပါနေ့စဉ်တပွဲကောင်းပွဲစဉ်တွေနဲ့မောင်းတွဲတွေကိုတင်ဆက်ပေးနေတဲ့ Going Bia YouTube Channel တော်တော် Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှလည်းဒါကျွန်တော်တို့ Champion League ညရဲ့ဒါဒုတိယညပေါ့နော်မြန်မာစံတော်ချိန်12:55မှာကစားမဲ့ Quarter Bank နဲ့ Chelsea ပွဲလေးကိုလူတို့ရှင်းလေးသုံးသပ်ပေးခြင်းနဲ့အဲ့တော့လက်ရှိပေးရတဲ့ Boris Zidane ကိုအရင်ကြည့်မယ်လက်ရှိပေးရတဲ့ Boris Zidane မှာ Chelsea ဒီ Quarter Bank ကို1 note တရား Boris Zidane ကိုပေးထားပြီးတော့ကျွန်တော်ဂိုးပေါင်း Zidane မှာတော့3လုံးတရေ Zidane ကိုပေးထားတာကျွန်တော်မြင်ရတယ်ဟုတ်ပြီကျွန်တော်တို့ analysis လေးတွေ ဒီကျွန်တော်ကြည့်အောင်ကြည့်ရှုံးလေးတွေကိုအရင်ဆုံးမကြည့်ခင်မှာမျက်လုံးလေးနဲ့ကျွန်တော်တို့ဒီတိုင်းအမြင်လေးပဲကျွန်တော်ကြည့်ကြည့်မယ်အဲ့တော့ကွာရာဘတ်နဲ့ချဲစီလီအစ်စ်နန်းကြီးရှင်မဲ့ဆိုရင်ချဲစီဒီကွာရာဘတ်ထက်အများကြီးတာတော်ဘရာသာတို့မြင်လိမ့်မယ်ဟုတ်ပြီထပ်ပြီးတော့ကစားသမားအင်အားကြီးရှင်မဲ့ဆိုရင်ကွာရာဘတ်ကစားသမားတွေထက် ချက်စီးမှာချက်စီးရဲ့ကစားသမားတွေကပို့ပြီးတော့တာလွန်နေတာဒါမြင်လိမ့်မယ်ဒါကျွန်တော်တို့မျက်လုံးအမြင်နဲ့တွေမှာဒါဆုံးဖြတ်လို့ရပြီဘယ်အသင်းကပို့ပြီးတော့ ခြေသွမ်းပိုင်းတာနေတယ်ဆိုတာကိုမျက်လုံးနဲ့ကျွန်တော်တို့မြင်ကြည့်တာနဲ့လည်းအဖြေကတန်းပြီးတော့ပေါ်နေပြီဒါပေမဲ့ကျွန်တော်တို့တွေခြေစည်းတင်နေဒီနေ့ညကစားမဲ့ပွဲမှာ body size နဲ့အောင်ကစားပါမလားအဲ့လိုမျိုးလေးတွေကျွန်တော်တို့လိုက်ကြည့်ရမှာ format နဲ့ခြေသည်တွဲစုံလာခြင်းရှိလာတော့တွဲစုံလာခြင်းရှိတယ်ဒါတော့ကျွန်တော်တို့တွေ2019မှာတွေ့ဆုံလာတဲ့အဲ့တော့တော့ Chelsea အိမ်ဝင်းမှာတော့ Chelsea ဒီ quarter back ကို 2D body ဈေးတန်းပေးပြီးတော့6-0ဆိုပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်ထပ်ပြီးတော့ quarter back အိမ်ဝင်းမှာတွေ့ဆုံတော့လဲ Chelsea ဒီအဝေးကွင်းကနေပြီးတော့1-0တ ရာဘော်ရီဇေးတန်ကိုပေးထားပြီးတော့ ဇီဖိုးဆိုပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်အဲ့ဒီအတွက်ကြောင့်မို့လားချယ်ဆီနဲ့ကွာရာဘတ်တွဲဆုံထားတဲ့အချိန်မှာချယ်ဆီတင်းဒီကွာရာဘတ်ကိုဂိုးပြတ်ချပြတ်အနိုင်ရရှိအောင်ကစားထားတဲ့ရလက်ကောင်းလေးတွေရလက်လေးတွေပိုင်ဆိုင်ထားတာကိုဒါကျွန်တော်တို့တွေ့မြင်ရတာပဲဖြစ်တယ်ဟုတ်ပြီအဲ့တော့ကွာရာမတ်ဒီအဆိုင်ပိုင်ညာကလပ်လက်ရှိကျွန်တော်တွေဒါချန်ပီယံလိ၃ပွဲကစားထားပြီးသွားပြီ၃ပွဲကစားထားတဲ့အချိန်မှာလက်ရှိကွာရာဘတ်ဒီနှစ်ပွဲနိုင်လာပြီးတော့တပွဲရှုံးနေကြတယ်ဘာပဲပြောပြောကွာရာဘတ်ဒီဒါချန်ပီယံလိမှာဆိုတာမဆိုးတဲ့ ခြေစွမ်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဘင်ဖီကာကိုအဝေးကွင်းကနေပြီးတော့2-3ဆိုပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်ပြီးတော့လေကိုမင်ဟန်ငင်ကိုသူ့ရဲ့အိမ်ကူးမှာ2-3ဆိုပြီးရလက်နဲ့အနိုင်ရရှိအောင်ကစားခဲ့ပြီးတော့ဒီဘီဘန်ဟိုတော့အဝေးကွင်းကနေ3-1ဆိုပြီးရလက်လေးနဲ့ရှုံးနေခဲ့တယ်ဟုတ်ပြီအဲ့တော့ကွာရာဘတ်ဒီအခုလက်ရှိကစားနေတဲ့ဒါချန်ပီယံလိသုံးပွဲမှာဆိုရင်ကွာရာဘတ်တိုက်စစ်တွေကဂိုးတွေရနေတာဘရာဇာတို့မြင်ရပါလိမ့်မယ်ဘင်ဖီကာကို၃ဂိုးရတယ် ကိုမင်းငင်ကိုနကိုပြီးတော့ဘီဘာကိုတကိုးဆိုတော့ဘာပဲပြောပြောကွာရာဘတ်ဒီဒါကျွန်တော်ချန်ပီယံလိပွဲစဉ်ဒီမှာတော့ဒါရလက်ကောင်းလေးတွေပိုင်ဆိုင်ထားတာကိုကျွန်တော်မြင်ရတယ်ဟုတ်ပြီဗျအဲ့တော့ကွာရာဘတ်ရဲ့ဒါကျွန်တော်တို့အင်ကွင်းအဆမ်းပိုင်းကလပ်မှာကစားခဲ့တဲ့ကြီးအောင်ကြီးချုံးလေးကျွန်တော်ကြည့်မယ်ဆိုရင်ကွာရာဘတ်ဒီ အိမ်ငွေ၅ဘွဲ့ကစားခဲ့တယ်၅ဘွဲ့မှဆိုဂေါ်ဒီဇီးတန်းရှုံးခဲ့တာ၄ဘွဲ့ဒီဘရာသာကိုရှုံးခဲ့တာကျွန်တော်မြင်ရတယ်တပွဲပဲနိုင်ခဲ့တယ်ဆိုဒီနေ့ညမှာကွာရာဘက်ဒီပေါက်ဈေးအနေနဲ့ထပ်ပြီးတော့ဘော်ဒီဈေးအောင်သွားမလားဆိုတာကိုကျွန်တော်တို့ စဉ်းစားရမယ်ချင်းကန်းမှာပဲဖြစ်တယ်။ချက်သီးလဲကျွန်တော်တို့ quarterback လိုပဲအဲကျွန်တော်တို့အဲနှစ်ပွဲနိုင်တာပြီးတော့တစ်ပွဲရှုံးနေတာတဲ့ဒီ champion league မှာပေါ့နော်။သူသီး Bayern Munich ကိုအဝေးကနေပြီးတော့3-1ဆိုပြီးရလက်လေးနဲ့ရှုံးနေခဲ့တယ်။ပြီးတော့ Chelsea အိမ်ဝင်းမှာပဲဒါ Benfica ကို1-0ဆိုပြီးရလက်လေးနဲ့အနိုင်ရရှိခဲ့တယ်။ပြီးတော့လည်းဒါ Ajax ကိုဒါ5-1ဆိုပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်။အဲ့ဒီတော့ Chelsea သင်းကလည်း quarterback ကဲဆိုပဲနှစ်ပွဲကစားတစ်ပွဲရှုံးနေတာတဲ့ဆိုဒီနှစ်သင်းရဲ့အခုလက်ရှိ ချန်ပီယံလိကစားနေတဲ့ဒီတိုက်တယ်လေးမှဆိုဒီနေ့တင်းကအထက်အောက်ပေါ့နော်အထက်အောက်အဆင့်နေရမတိမ်မရင်လေးဖြစ်နေတာဘရာသာတို့တွေ့ရလိမ့်မယ်ဟုတ်ပြီအဲ့တော့ Chelsea ရဲ့အဝေးဝန်း current form Chelsea ရဲ့အဝေးဝန်း current form မှာဆိုအခုလက်ရှိလက်တလောအခြေအနေကအဝေးဝန်းသုံးဘက်ကစားရတယ် Chelsea ဒီ Nottingham ကိုဇီးသွေးဆိုပြီးရလနဲ့အနိုင်ရရှိအောင်ကစားရတယ်ဘူပါဒန်ကိုဒါကျွန်တော်ကျွဲစင်းဖလားမှာ3-4ဆိုပြီးရလနဲ့အနိုင်ရရှိအောင်ကစားရပြီးလောလောလတ်လတ် ဒါစပားအသင်းကိုအဝေးကွက်ကနေဇီဝန်းသူရလက်နဲ့အနိုင်ရရှိအောင်ကစားထားတယ်။လက်ရှိခြေသွမ်းရကြည့်မဲ့သူခြေသီးသည်အဝေးကွက်ရောအိမ်ကွက်မှာရောခြေသွမ်းကောင်းနေပိုင်ဆိုင်ထားတာကျွန်တော်တို့မြင်ရပါလိမ့်မယ်။လောလောလတ်လတ်ကျွန်တော်တို့ဘော်ဒီဇီးနဲ့ရှုံးနေထားတာဆိုတော့ဆန်နာလန်းနဲ့ကစားခဲ့တာဆန်နာလန်းကိုကျွန်တော်တို့ဒါ1 2ဆိုပြီးရလက်လေးနဲ့ရှုံးနေခဲ့တာလွဲလို့ကြံနဲ့ပွဲစင်တိုင်းအိမ်ကွက်ပွဲစင်တိုင်းအဝေးကွက်ပွဲစင်တိုင်းခြေသီးသည်လုံးဝကိုကာရန်ဖောက်တွေကောင်းနေတယ်။ရတန်လေးတွေမိနေတာလေးကျွန်တော်တို့တွေ့ရတယ်။ခြေသီးသည်ဒီညကွာရာပတ်နဲ့ကစားပြီး ွားပြီဆိုရင်နောက်ထပ်ဒါကျွန်တော်တို့ပရီးမီးယားလိမှာဆိုဥပါနဲ့ကစားမယ်ဘန်လင်နဲ့ကစားမယ်ဒီနှစ်ပွဲကတော့ဒါပြဿနာမရှိဘူးဆိုပေမဲ့ဒီကျွန်တော်ချန်ပီယံလိနောက်ထပ် round 5မှာဆိုတော့ Chelsea သည်သူ့ရဲ့အိမ်ကမှာ Barcelona နဲ့ကစားရမယ်အဲ့တော့ Barcelona နဲ့ကစားမှာဆိုတော့ဘာ ချဲစီဟိုဟိုမဟိုဘရာသာတို့ဘာစီလိုနာဆိုလိုက်ဒီတော်တော်လေးကိုဒါအိမ်မကြီးတဲ့အသင်းအရှိန်ဝါကြီးတဲ့အသင်းဆိုတော့ကွာရာဘက်နဲ့တွေ့ဆုံတဲ့ချိန်မှာချဲစီတင်ဒီမဖြစ်မနေအနိုင်သုံးမှတ်ကိုရအောင်ယူမှရမယ်လို့ကျွန်တော်ကတော့ယူဆတယ်ကျွန်တော်ကတော့အဲ့လိုလေးပဲတွေးလိုက်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကွာရာဘက်ကိုလည်းကျွန်တော်ကြည့်မယ်ဆိုချဲစီတင်နဲ့သူကကစားပြီးသွားပြီဆိုကွာရာဘက်ဒီ နာပိုလီကိုတောင်နာပိုလီနဲ့ကစားရမယ်ပြီးတော့လေနာပိုလီကိုအဝေးကမှကစားရမယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီ level ဒီအဆင့် ठी ရောက်လာပြီဆိုတော့သူနဲ့ရှင်ပြိုင်ကစားရမယ်အသင်းတွေကတကယ့်ကိုတိတ်တိတ်ချင်းဒါထိတ်သီးလေးလေးအသင်းတွေနဲ့ကစားရမှာအဲ့တော့ quarterback အတွက်ကတော့တော်တော်လေးကို ရေကွန်ရေကန်းကစားမှာတော်တော်လေးကိုကျွန်တော်တို့ဒါစစ်ပြောင်ကစားမှာပေါ့နော်အဲ့တော့ကွာရာဘတ်ဒီအခုလက်ရှိအနေထားရဆိုတာအောက်ကြီးဆိုပေမဲ့လည်းအောက်ဈေးကိုအောင်ကစားဖို့တော့လူတာပေါ့နော်ခြေသီးဒီဒီနေ့ညကစားမပွဲမှာဆိုကစားသမားတွေကအစုံလင်တော့ဒါပွဲပြန်ထွက်ဖို့တော့အလားလာရှိတဲ့ကူကူရလာတို့ဒီကျွန်တော်တို့ဒါဖိုဖာနာတို့ဂက်စတိုတို့ဒီလိုကစားသမားတွေကပြန်ပြီးတော့ ပြန်ကစားလိုက်နေကစားလာနိုင်နေတိုက်စစ်မှာဆိုလဲနတိုလဲတာပြန်ပြီးတော့ကစားနိုင်နေဆိုပြီးမလဲပွဲချင်းပြေကစားသွားမလားမကစားဘူးဆိုတော့ဒါပွဲရအဖြေပဲပေါ့နော်အဲ့တော့ Chelsea ကတော့လက်ရှိအနေထားရ ကစားသမားချင်းရှင်တော်အခုကွင်းလင်မှာဆိုဒါကိုက်စီရိုရှိမယ်ကျွန်တော်ဒီအန်โซဖာနန်ဒက်ရှိမယ်ပြီးတော့လေဒါကျွန်တော်တို့နက်တိုရှိမယ်ဗောနော်အဲအခုလက်ရှိဒါကျွန်တော်ချက်သီးကစားသမားတွေနဲ့ကျွန်တော်ကွာဘက်ကစားသမားတွေနဲ့ဟိုဘလို့ပဲရှင်ရှင်ဘရာသာတို့ရဲ့ချက်သီးကအဘဘက်ကနေတာလုံနေတာတွေ့တယ်ပြီးတော့လေဒီ quality ရှိတဲ့ကစားသမားတွေကချက်သီးဘက်မှာရှိတယ်ပြီးတော့လူငယ်ခြေတက်ကစားသမားတွေနီးပြန့်ကိုရိုင်ကိုကဟို technical ပိုင်းမှာတော်တော်လေးကောင်းတဲ့နီးပြန့်မို့လို့ကျွန်တော်ကတော့ ဒီဒီချိန်မှာတော့ကျွန်တော်တို့ခြေစည်းကိုပို့ပြီးတော့ယုံကြည်နေပြီးတော့ခြေစည်းရဲ့လုံနိုင်စွမ်းအားဘလောက်ရှိနေလဲဆိုတော့ဒီနေ့ညပွဲမှာကျွန်တော်တို့စောက်ကြည့်ရမှာပဲဖြစ်တယ်အဲ့တော့ဒီနေ့ညမှာလည်းအတက်နိုင်ဆုံး quarter bet ဒီသူကတော့အိမ်ဝင်းဖြစ်တဲ့အတွက်ကြောင့်မို့အိမ်ဝင်းပြိတဲ့ရှေ့မှာခြေစည်းကို ရုပ်ပြက်စင်းပြက်ဒါဂိုးပြက်ဂိုးမပြက်အောင်သူ့အနေနဲ့ပိတ်ကစားသွားပြီးတော့ကောင်နာအတက်ကင်ပိုင်းနေတယ်ပဲကစားသွားမလို့ကျွန်တော်တို့ထင်တယ်ခြေစည်းဘက်ကိုကျွန်တော်ကြည့်မယ်ဆိုခြေစည်းကတော့သူ့ရဲ့ထုံးစံတိုင်းပဲတိုက်စစ်ပိုင်းမှာတော့ဒါတည်တည်ကြကြလေးမမင်ရရမရှိဘူးဆိုပေမဲ့နေရာပေါင်းစုံဘက်ပေါင်းစုံကဂိုးသွင်းနိုင်တယ်ဥမာအပြည့်ဘဲတောင်မန်ကြည့်မယ်ဆိုလေဂါလာချိုတို့လေဒါဂိုးသွင်းနိုင်တယ်လို့ကျွန်တော်ပက်ထရိုတို့ဒီညာတောင်မန်မှာဆိုလေကက်စတိုဗိုတို့ပေါ့နော်ဒီလိုလူငယ်ကစားသမားတွေနဲ့စုဖွဲ့ထားတာဆိုတော့ခြေစည်းကတော့နေရာပေါင်းစုံဘက်ပေါင်းစုံကလေဂိုးသွင်း ထားတဲ့အချက်လက်လေးတွေကျွန်တော်တို့ရှိတယ်ပြီးတော့လည်းကျွန်တော်တို့ဒါဒီအသင်းရဲ့ connection ပိုင်းနဲ့လည်း goal တွေရရှိနိုင်တယ်လို့ကျွန်တော်တို့ဒါအလွတ်တကံပေါ်တွေကလည်း goal တွေရရှိတဲ့ခြေစည်းပဲဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ဒီနေ့ညကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းကိုကျွန်တော်ရွေးချယ်ပေးပါဆိုရင်ခြေစည်းနဲ့ကွာရာဘတ်မှာဆိုရင်တော့ခြေစည်းသင်းဒီ ပွဲခြောင်နေတဲ့အချိန်မှာတော့အတက်နိုင်ဆုံးအနိုင်သုံးမှတ်ကိုရအောင်ယူသွားမယ်လို့ထင်တယ်။အဲ့တော့ဒီနေ့ညမှာဆိုချက်စီးသင့်နေနဲ့1 note 100ဖွင့်ထားတဲ့ body ဈေးတန်းမှာချက်စီးသင့်ဒီ body ဈေးတန်းအောင်မအောင်မဲ့စောက်ကြည့်ရမယ်ပွဲတစ်ပွဲပြီကျွန်တော်ကတော့ယူဆလိုက်ပါတယ်။ကျွန်တော်ရဲ့အကြိုက်လေးကိုရွေးချယ်ပေးပါဆိုကျွန်တော်ကတော့ ဒီနေ့ညမှာဆိုရင်ချက်စီဘော်ဒီလေးနဲ့ပဲရက်တိကျမှာတဲ့ချက်စီဘော်ဒီပဲကြိုက်ပါတယ်ဒီလိုမျိုးနေ့စဉ်တဲ့ဘွဲကောင်းလေးတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ going by ရ YouTube channel TikTok channel လေးကို live quality လုပ်ပေးတာပါညီကိုတို့အမြင်တွေရှိလဲ comment တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ထပ်ပြီးတော့လည်းညီကိုတို့မာဂျင်နာတော့တဘွဲကောင်းပွဲစဉ်လေးတွေလက်ဆောင်မောင်းတွဲလေးတွေလိုချင်နေဆိုရင် Telegram channel လေးကို join မိတာပါ Telegram free channel လေးမှာညီကိုတို့ကိုဒါကျွန်တော်နေ့တတူက ပေါက်ကြီးလေးတွေဘောနက်လေးတွေအားစာကျွန်တော်ဘလို့ပေးနေပါတယ်ဆိုတော့အကြောင်းလေးအမြဲတမ်းကြော်ညာပေးနေမှလို့ဒါညီကိုတို့အနေနဲ့ Telegram Channel join လုပ်ဖို့ပြောချင်ပါတယ်လူလိန်လူညာပေါ်တဲ့ခကြီးမှာညီကိုတို့ဒီငွေကြေးပိုင်းကိုတရားရငံလို့ယုံကြည်စိတ်ချခြင်းနဲ့ဆိုရင်ကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးတော့ကျွန်တော်ယူထားတဲ့ယူဖာမာလာရော့ဆော့ကစားနိုင်တယ်ယူဖာမာလာရော့ဆော့ကစားယုံနဲ့ညီကိုတို့ဒီ ဘောလုံးရာသီ2025-2026တရာသီသာလုံးပြန်ပြီးမမပွဲများတရာသီသာလုံးဖီရရှိမှာပဲဖြစ်တယ်ထိုင်းရောက်နေတဲ့ညီကိုများထိုင်းမှန်အကောက်ရှိုံနဲ့စော်ကစားလို့ရပါပြီဆိုတဲ့အကြောင်းဒီနေ့ကနေထပ်ပြီးတော့ပြောချင်ပါတယ်ဒီထိုင်းရောက်နေတဲ့ညီကိုများအတွက်ဒါကျွန်တော်စီထိုင်းဘတ်900နဲ့အကောက်ဖွင့်ကစားတဲ့ညီကိုတိုင်းကို player version အင်ဂျီ9ရဲ့အတွင်းထိုင်းနေရာအနှံ့ကိုပို့ဆောင်ပေးနေပါပြီဖြစ်တဲ့အကြောင်းကိုမာယူပါတယ်အထပ်ပြီးတော့ကျွန်တော်ပြောချင်တာကျွန်တော်စီမှာမြန်မာပြည်ပကိဝယ်ယူထားတဲ့ညီကိုတွေလည်းရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံညီကိုတွေထိုင်းကညီကိုတွေမလေးကညီကိုတွေကိုရီးယားဂျပန်အဲ့ဒီကညီကိုတွေကိုဒီနေရာနေပြီးတော့ကျွန်တော်စုမကောင်းတောင်းမိလိုက်ပါတယ်ညီကိုများစိတ်ချမ်းသာညီကိုကြီးကျမ်းမခြင်းနဲ့ပြည့်စုံကြပါစေညီကိုရိုးရဲ့လုပ်ငန်းခွင်မှာလေအန်နီယကင်းဘေးရှင်းကြပါစီလို့ပြောကြရင်းနဲ့ပဲဒီနေ့ညမြန်မာစံတော်ချိန်12:25မှာကစားမယ် ကွာရာဘတ်နဲ့ချက်စီပွဲလေးမှာတော့ကျွန်တော်ကတော့ချက်စီဘော်ရီတစ်ချောင်းလေးရွေးချယ်ပေးရင်းနဲ့ပဲနောက်ထပ်ဗီဒီယိုလေးတွေမှာညီကိုရိုးနဲ့ပြန်ပြီးတော့စုံညီမသေးတယ်အားလုံးပဲခွတ်လပ်ပါ